မင်္ဂလာပါ sound ID ဘိုင်ကိုမျိုးလေးစီစဉ်ရတယ်ပြန်လည်ကြိုးစားလိုက်ပါတယ်ဒီဘက်မှာတော့ melody making ရဲ့ဒုတိယဘိုင်ဖြစ်တယ် major chord ကနေ minor chord ကိုတွားတဲ့အတန်လေးကိုဟိုနားနဲ့မှာတားဖို့လက်နဲ့တီးချီဖို့ major minor ကုပြောင်း minor major ကုပြောင်းကိုရှင်းပြပါမယ်ရှေ့ရတဲ့ဘိုင်မှာ major နဲ့ major ကုရဲ့ကုပြောင်းလေးကို မြင်ချင်ခိုင်းလာပြီးတက်ဖြစ်ပါတယ်ဒီဒီပိုင်းမှာတော့ကျွန်တော်တို့မေဂျာကနေမိုင်းတော့ကူပါပဲဆိုတာကအခုမှစပြီးတော့ပချင်းရီတာကိုလေ့လာမယ်လို့တော့ပါတော်များတည်ပြီးသားဆိုရင်လည်းဘလို့တည်လဲဆိုရင်အတိအရေးကြီးပါတယ်ကျွန်တော်တို့ C family ပေါ့နော် C C major scheme မှာရှိရခေါ်လို့ဆိုရင် C mm hmm. ဒီမှာလာအီးမှန်လာအက်ဂျီအီးမှန်လာပြီးတော့ p ဒင်းနဲ့ပင်စင်ထားအဲ့ဒီကောလိုပဲတခြားကီးတွေလည်းဒီလိုရပါတယ်အဓိကဒီ၄ချက်ငယ်အဓိကချက်ကတော့အရှင်းပြောခဲ့ပါတယ် မေဂျာကနေမိုင်းတော့ကုရတန်ကိုနားနဲ့နှလုံးသားအမှတ်မိအောင်လို့ကျွန်တော်တီးကျင်းရပါမယ်။နောက်ပြီးတော့ပြောင်းမြန်နေတဲ့ alternative တင်ယူနေတဲ့မိုင်းနားနေပြီးတော့မေဂျာကိုပြောင်းတဲ့တန်ကိုလေ့ကျင့်ရပါမယ်။ကျွန်တော်စလေ့ကျင့်ကြအောင်။ဒါတချင်းရင်းနီးတင်တာဆိုပေမဲ့ဒါတချင်းရင်းနီးကိုမရေးခင်မှာသိရမယ်အခြေခံ core progression ဖြစ်ပါတယ်။ core season ဖြစ်ပါတယ်။ဆိုတော့ CK ဖြစ်တဲ့အတွက် CK ရဲ့ ရူပေါ့နော်စီမေဂျာစီစီမေဂျာကိုစီမေဂျာနဲ့ကျွန်တော်တို့စီမေဂျာစကေးထဲမှာရှိတဲ့မိုင်နာတွေကိုတစ်ခုချင်းကြောင်းကြည့်ပါမယ်ဖြည်းဖြည်းပဲတီးပါဟိုတမ်ပိုနဲ့အနည်းဆုံးနဲ့တီးပါဘီမက်ထရိုနုံးဖွင့်ထားပါဒါစီရနေပြီးတော့ဒီမိုင်နာပြောင်းပါမယ်ကျွန်တော်နှလုံးသားထဲမှာ C ရနေပြီးတော့ D minor ပြောင်းတဲ့အတန်းကို မှတ်မိနေရပဲနောက် theory ရလဲဟိုဒိုးကနေပြီးတော့ reminder ကိုကြောင်းနေအောင်ကျွန်တော်တို့မှတ်ထားပါမယ်အားပြီးတော့ကျွန်တော်စီအားနေပြီးတော့သူ့ရဲ့ attack degree ဖြစ်တဲ့မိပေါ့နော် email တော့ကြောင်းပါမယ် email တော့တောင်းပါမယ်နော် ေါင်းပေါင်းလောက်သာမေးကြပါမယ်ပြင်းတော့ပြင်းစရာပါဒါပေမဲ့ကိုနားထဲမှာဟိုမေဂျာကော့တစ်ခုကနေမိုင်းနာတစ်ခုကိုသွားရအတန်ကိုမှတ်မိစေချင်တာပါဘလို့မိုင်းနာကော့ကိုသွားရလဲသူ့ရဲ့တက်ဒီဂရီလားစကန်ဒီဂရီလားဟိုအသုံးများတဲ့ဟိုဒိုလာမိုင်းနာပေါ့နော်6ဒီဂရီ6ဒီဂရီမိုင်းနာကြောင်းထားဆို CA မိုင်းနာပေါ့ အဲ့ဒီတန်တွေကိုဖိဖိချင်းတည်ကြည့်မယ်မက်ထရိုနုံးဖွင့်ထားမယ်ဒီကော့တွေမှာကော့တစ်ခုမှာအနည်းဆုံးအတန်က3တန်ပါပါတယ်ဒီကော့တွေမှာ3တန်ပါပါတယ်မေဂျာဆိုရင်ဒိုမီဆိုပေါ့မိုင်နာဆိုရင်ဒိုမာဆိုပေါ့အဲ့ဒီတန်တွေအပြည့်တန်ပေါ့အကုန်လုံးပေါင်းပြီးမှတန်ရထတာပေါ့အဲ့ဒီဟာကိုလည်းနားမထားမယ်မေဂျာကနေမိုင်နာကိုကုရကူပြောင်းနေအကုန်မှတ်ထားမယ် ထက်ခါတက DJ ကျွန်တော်ရဲ့မာဆန်မမူရီယာရောလက်ကရောကျွန်တော်ရဲ့အုံနာမှာရှိရဲ့မှတ်သားနိုင်တဲ့အဖူးလေးတွေအကုန်လုံးကအမိတော်ပါလိမ့်မယ်အပြင်သူ့ရဲ့ alternative landing နေနဲ့မိုင်းနာနေမေဂျာကိုပြန်ပြောင်းပါမယ်ဆိုတော့အနည်းကဆုံး re မိုင်းနာနေဒူပြန်ပြောင်းမယ်ဒီမိုင်းနာနေ ရေးမိုင်းလာလစီအပြေးလာမိုင်းလာနေပြီးတော့ဒိုပေါ့အေးမိုင်းလာနေစီကိုပြန်ပြောင်းနေမယ်ဒါကတော့ဒိုအခြေပြုပြီးတော့သူ့ရဲ့မိဂျာစကေးထဲမှာပါတဲ့ခေါ်တွေကို မိုင်းလာခေါ်ကိုပြောင်းတာပေါ့နော်မိုင်းလာခေါ်ရတယ်နေပြီးတော့ဒူကိုပြောင်းပြောင်းတာအဲ့လိုပဲအဲတခြားမိကြတွေပေါ့ဒီမိကြထဲမှာအတုံးများတဲ့အဖာပေါ့နော် F F ကနေပြီးတော့သူ scale မှာရှိတဲ့မိုင်းလာ၃ခုရှိတယ် E minor D minor E minor A minor ကိုပြောင်းကြည့်မယ် F ကနေပြီးတော့

ဲ့လိုလေ့ကျင့်မှာမေဂျာမိုင်းနာအကူပြောင်းမိုင်းနာမေဂျာအကူပြောင်းရှေ့မှာသင်ခဲ့တယ်မေဂျာတို့မေဂျာအကူပြောင်းအဲ့လိုမေဂျာခေါင်းကနေမိုင်းနာခေါင်းကိုအကူပြောင်းမိုင်းနာခေါင်းကနေမေဂျာခေါင်းကိုအကူပြောင်းလေးကိုအခြေခံအစားပြီးတော့လေ့ကျင့်မယ်ဆိုရင်တစ်ချိန်ရနေရမှာအများကြီးထောက်ဖို့ပြုမယ်လို့ကျွန်တော်အမြင်နဲ့တက်ဆက်လိုက်ပါတယ်နောက်တစ်ပတ်မှပြန်တွေ့ကြပါဦး